ိုင်းဝန်ကြီး၂ယောက်ဖွန်တန်ဝီချာရာချိုင်းနဲ့တာဝီဆောက်ဆုံးတို့ဟာပြီးခဲ့တဲ့လကထိုင်းနိုင်ငံကနေပြန်ပို့ခံခဲ့ရတဲ့ဝီဂါလူမျိုး40ကျော်ရဲ့အခြေအနေကိုအကဲခတ်ဖို့အတွက်ဗုဒ္ဓနေ့မှာတရုတ်နိုင်ငံ ရှင်ချန်းဒေသကိုတွားရောက်ခဲ့ပါတယ်။ဒီလိုပြန်ပို့တဲ့လုပ်ရကြောင်းနိုင်ငံတကာကဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပြီးအမေရိကန်အစိုးရကလည်းဒီပို့ဆောင်မှုမှာပါဝင်ခဲ့တဲ့ထိုင်းအင်ယာရှီတွေကိုဗီဇာပိတ်ပင်လိုက်တယ်လို့ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ထိုင်းဘက်ကတော့သူတို့ရဲ့အဆုံးပြတ်ချက်ကိုခုခံပြောဆိုထားပြီးတရုတ်ဘက်ကဒီဝီကာလူမျိုးတွေကိုကောင်းကောင်းဆက်ဆံမယ်လို့အမခံချက်ပေးခဲ့လို့ပြန်ပို့ခဲ့တာဖြစ်တယ်ဆိုပြီးဆိုပါတယ်ဒေကီးစံမှာဝန်ကြီး၂ယောက်ကိုတရုတ်ဒုတိယဝန်ကြီးချီယန်ကျွန်းကခါရှ်ကာမြို့မှာတွေ့ဆုံခဲ့ပါတယ်။သူကဝီကာလူမျိုးတွေရဲ့အခြေအနေကိုရှင်းပြခဲ့ပြီးအများစုဟာအိမ်ပြန်ရောက်နေပြီးတချို့ကဈေးကူတောက်မှုခံယူနေတယ်လို့ပြောခဲ့ပါတယ်။ ထိုင်းကိုယ်စားလှယ်အဖွဲ့အနေနဲ့ဝီဂါလူမျိုးတချို့ရဲ့အိမ်တွေကိုတွားရောက်တွေ့ဆုံဖို့စီစဉ်ထားသလိုဆရာဝန်တွေနဲ့လည်းဆွေးနွေးဖို့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ဖွန်တန်ကတော့အချိန်ကန့်သက်ရှိတာနဲ့ရှင်ချမ်းရဲ့အကျယ်ပြန့်တဲ့ area ကြောင့်အကဲပြတ်မှုမှာအခက်အခဲတချို့ရှိနိုင်တယ်လို့သတင်းတောက်တွေကပြောခဲ့ပါတယ်။တချိန်တည်းမှာပဲလူအခွင့်ရေးဖွဲ့တွေကတရုတ်နိုင်ငံဟာဝီဂါလူမျိုးတက်တန်းကျော်ကိုထိမ့်သိမ်းစခန်းတွေမှာနှိပ်စက်ထားတယ်လို့ဆွဆွဲထားပေမဲ့ တရုတ်ဘက်ကတော့ဒါရီဟာတန်နန်းဌာနတွေတာဖြစ်ပြီးအခုချိန်မှာပိတ်သိမ်းသွားပြီလို့ညင်းဆိုထားပါတယ်။တရုတ်နိုင်ငံသားရဲ့ဌာနကတော့ဒီပြန်ပို့မှုဟာတရားဝင်ဖြစ်ပြီးနှစ်နိုင်ငံဥပဒေအရပူးပေါင်းဆောင်ရွက်မှုသာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကထိုင်းအနာပိုင်တွေအနေနဲ့ဒီခရီးစဉ်ကိုအသုံးချပြီးဝီဂါလူမျိုးတွေအပေါ်အခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ထုတ်ဖို့တောင်းဆိုထားပါတယ်ရှင်။လောကမီဒီယာရဲ့ဆက်လက်ရည်ရွယ်ချက် အကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝင်ပြည့်ချက်ကိုပြင်နိုင်ကြမယ်အတိအပြီးထိတ်ခေါ်လိုက်ပါစေ